တော့နေပြီးတော့တိုက်ဖို့ကိုလည်း PDF တွေတောင်းနဲ့ချီပြီးတော့လူစုထားရလို့ကြားပါတယ် PDF လူငယ်လေးတွေ PDF လူငယ်ပေါင်းများစွာတောင်းနဲ့ချီပြီးတော့လူပေါင်းပြီးစုထားရလို့ကြားပါတယ်အဲ့ဒါမှမှတခါကျွန်တော်တို့ဒီကြားတဲ့ information ကိုခံမှန်းကြည့်ရတဲ့လောက်ကတော့ကြားပြည်နေတဲ့အနေနဲ့ဒီဒီနေပြီးတော့ချီတက်လာတာကိုလုပ်မယ်ဟိုရှမ်းမြောက်ကနေလည်းဆင်းလာတာမျိုးဖြစ်မယ်စကိုင်းမကွေးရလည်းဒီလိုဝင်ဆောင်တာစကိုင်းမကွေးမရရဘက်ကနေဝင်ဆောင်တာလည်းဖြစ်မယ်ဆိုတော့အကူရုံးမာတဲ့အနေနဲ့ဝင်တက်ဆောင်တာဖြစ်မယ်ဆိုတော့အဲ့လိုစစ်မြေနာပေါင်းစုံကနေနေပြီးတော့ဝင်ဆောင်တာမျိုး လုပ်ဖို့ဟိုတစ်ချိန်တုန်းကတစ်ဖက်ကပြောခဲ့တဲ့လမ်းအားလုံးနေပြီးတော့သူ့ဆိုတဲ့ဟာယူဒါမြောက်ပိုင်းသုံးဘွဲ့ကဥဆောင်ပြီးတော့ဟိုဒါမျိုးမူဝါဒရေးဆွဲနေတယ်လို့ကြားတယ်အဲ့တော့ပြောရရင်တော့ရှင်းပြရတော့နောက်ဆုံးသူတို့ရဲ့ဒီအဓိကထိုးစစ်ကနေပြီးတော့တဲတော့မယ်ဆိုတဲ့ဘောပါနေပြီးတော့ထိုးစစ်ကတဲတော့မယ်ဆိုတဲ့နေရာမှာဟို MNDA DNL ရဲ့လိုက်မလာဘူးဒါပေမဲ့ပြင်ဦးလင်လောက်ဒီသူ့မနောက်ချလောက်ထိတောက်ထားပြီးတော့ထောင်းတောက်ထောက်ထားပြီးတော့သူက PDF တွေပဲလွှတ်လိုက်တာမျိုးပေါ့ဗျာရှုံးရင်လည်း PDF တွေရှုံးပေါ့နိုင်ရောလည်း PDF တွေနိုင်ပေါ့ဒီသဘောမျိုးပေါ့ဆိုတော့ရှုံးလို့ PDF တွေအတုံးလုံးသိမယ်ဆိုလည်းသိပေါ့ဒါတို့မင်းတို့ကမျိုးသိကြအဲတို့ကတော့လောဆယ်ပြုံးနေအောင်ချုပ်ထင်းငါတို့ရသွားပြီအဲ့တော့ဒီပွဲမှာဗမာ PDF လူငယ်များစွာနဲ့တပ်မတော်နဲ့တိုက်ကြမယ်တိုက်ကြလို့သိကုန်ရင်ဗမာ PDF နဲ့ဗမာလူမျိုးတွေဗမာတွေပေါ့အကုန်လုံးနေထိုင်တဲ့လူကြီးရော့ကြမယ်အာဗမာလူမျိုးသမီးတွေမျိုးသမီးတွေညားလာပြီးဗမာမျိုးသားလူငယ်တွေရော့သွားမယ်ကိန်းကနေရော့လာမှာပေါ့ဆိုတော့ပြောချင်တာကတော့ ဗမာဆိုတဲ့ society ရဲ့ community ပေါ့လူကြီး65ရာခိုင်နှုန်းကဗမာဖြစ်နေတာ။ဒီနိုင်ငံတိုင်းလို65ရာခိုင်နှုန်းကဗမာဒီအုပ်စုအကုန်လုံး decrease ပေါ့ရောကျသွားအောင်ရည်မှန်းချက်တစ်ခုထားပြီးတော့ရှင်းပြရအောင်ခဲတလုံးလေးနဲ့သုံးလေးကောင်မကထီအောင်ပြစ်တဲ့ရည်မှန်းချက်မျိုးကိုမြောက်ပိုင်း3ပွဲနဲ့ဝအဖွဲ့ရဥပောင်ရေးဆွဲနေတယ်လို့ကြားပါတယ်။ဒါကျွန်တော်တို့စစ်ဘက်ရကြားတဲ့သတင်းတွေပါစစ်ဘက်ရရရတဲ့သတင်းကြားတဲ့သတင်းတွေဟိုအစဒီအစတစတွေပေါ့ဟိုကတချောင်းတစဒီကတချောင်းတစဟိုကတစသုံးလေးစားလောက်ပေါက်လိုက်တဲ့ကပေါက်ဆက်လိုက်တဲ့ခါမှာအစလေးထွက်လာပြီးတော့ပေါက်လိုက်တဲ့ခါမှာ ျွန်တော်သုံးသပ်လိုက်တဲ့အချက်လေးပဲအဲလိုသွားတွေ့ရတယ်ဆိုတော့လက်နဲ့တွေစူဆောင်းတယ်လူသူစူဆောင်းတယ်လူတွေကိုပို့ပြီးတော့ဟိုဘယ်နေရနေပဲဆက်ချောင်းဘလို့ဝင်မယ်ဘာနဲ့ဘာကြီးသုံးမယ်ဘယ်ကဘာဖြစ်မယ်တက်ဘက်ကပြန်ဘာကြီးပြန်ခုခံနိုင်ရယ်ဆိုတော့တွတ်ချက်ပြီးသူတို့လေ့လာနေတယ်ဆိုတာမျိုးကြားတယ်အဲ့တော့ဘာပြီးရောနေပြီးတော့အနည်းနဲ့အမြန်ဒုစစ်စင်ခံရတဲ့မျိုးမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးနော်ဒီအချက်လေးအားလုံးပေါင်းစပ်တဲ့အခါမဖြစ်နိုင်ပါဘူးလို့တော့အဲကျွန်တော်တို့ဒီဘက်ကတချို့လူတွေကတွေးအောင်တွေးလိမ့်မယ်။ရည်ကောင်းရည်မယ်၊လောင်ကောင်းလောင်လိမ့်မယ်။မဖြစ်ခဲ့ရင်တော့ဘာမှမဖြစ်ပါဘူး။ဖြစ်သွားခဲ့ရင်တော့ ဘသူမှကယ်ချင်မရလိုက်ဘူးဘသူမှလည်းပြင်ဆင်ချင်မရလိုက်ဖြစ်သွားရပါတယ်ဒါကြောင့်ရှုပ်ကိစ္စတွေကမဖြစ်နိုင်ဘူးဆိုလို့ရှုထောင့်ကနေစစမ်းမယ်အစားတကယ်ထိုးစစ်ဆင်လာခဲ့တဲ့ခါကျရင်ဘယ်ပုံစံနဲ့သွားမလဲဆိုတာမျိုးပေါ့နော်ဆိုတော့အဲ့ဒီထိုးစစ်ဟာလည်းနောက်ဆုံးထိုးစစ်ဖြစ်ပုံများတယ်ဒါပြီးရင်တော့အားလုံးပြီးပြီဆိုတဲ့သဘောမျိုးပဲတကယ်တမ်းလုံနိုင်ခဲ့ရင်ပေါ့ပြီးပြီဆိုတဲ့သဘောမျိုးတွေ့ရတယ်ဆိုတော့ဒါကသူတို့ရဲ့ပြင်ဆင်နေတဲ့ပုံစံပေါ့မဖြစ်ခဲ့ရင်တော့အားမဖြစ်ပါဘူးမဖြစ်ခဲ့ရင်ဘာမှဖြစ်ပါဘူးဖြစ်လာခဲ့ရင်တော့အဲနေပြီးတော့မှတကယ်ကိုပဲနေပြီးတော့ပတ်လည်နာမှာပတ်လည်နာကရွာတွေမြို့တွေနားမှာတော့ ဟိုလူလူလူသေးလူသေးလောင်းနေပုံထက်ကုံရမှာတဘောတော့ကျွန်တော်တို့မြင်ပါတယ်။အဲဆိုဖြစ်လာခဲ့ရင်ပြောတာပါလူသေးလောင်းနေပုံထက်ကုံမှာတဘောတော့မြင်ပါတယ်။အဲဆိုဒါနောက်ဆုံးပွဲလို့ဖြစ်မှာပေါ့အကြီးကျယ်ဆောကြမှာတဘောဖြစ်နေမှာနော်။ဒါဒီတဘောတော့ရှိတယ်